ဟိုအနုဘောဓဉာဏ်တို့ပရိဝေဒဉာဏ်တို့ကိုဘေးချိတ်ပြီးတော့ပေါ့နော်ဒီဥစ္စာတွေမလို့ဘူးอ่ะအနုဘောဓဉာဏ်သိကြမလို့ပရိဘောဓဉာဏ်သိကြမလို့ဝိပဿနာအထုတ်တာ piece of mind ပေါ့ဗျာတချို့ပြောတဲ့ຢာတွေရှိတယ်အုပ်စုတွေရှိတယ်စိတ်ချမ်းသာဖို့ဖြစ်ဖို့အတွက်အထုတ်တာဆိုအဲ့ဒါတွေလည်းအမှားတွေပဲအဲ့တော့မူလွတ်ပေါင်ကျော်တွေပဲအနုဘောဓဉာဏ်ဆိုတာလျှော်စွာသိသောဉာဏ်ဆိုလိုတာကသီလလည်းမြဲတယ်တမာရီကလည်းဆွဲနေပြီနံရုပ်ကလည်းကွဲနေပြီကြောင်းကျိုးကလည်းတွဲမိနေပြီအဲ့ဒါလို ready position ရှိတဲ့ဟာအကြည့်ကိုအနုဘောဓဉာဏ်ရှိနေရတယ် နောက်ဆုံးဂုံဂုံပြောမယ်ဗျာခန္ဓာ၅ပါးပြောမယ်ခန္ဓာ၅ပါးပြောတဲ့ကမှာရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝิญဉာဏ်ခန္ဓာလို့မှန်အောင်ပြောနိုင်မှာအနုဘောဓဉာဏ်ခေါ်တယ်၅ပါးတော့ပြည့်တယ်ဝิญဉာဏ်ခန္ဓာသင်ညက်ခန္ဓာရူပခန္ဓာအဲ့လိုသူကစီဖြောက်ပြေမရဘူးအဲ့ဒါအထာတာကိုကြော်တယ်ခေါ်တယ်နော်ဥပမာသင်္ဆောင်ပြောမယ်သိတ္တထရယ်မောင်းဆန်ရယ်ခန္ဓာကရယ်တောထက်တယ်သိကြပဲ ဒါပြည့်ဘသူကဘသူကိုစီးပြီးဘသူကအမိဆွဲလဲဆိုတာမသိရင်အဲ့ဒီသုံးကအမိဆွဲသူဆွဲဟလာတက်စီးသူစီးနဲ့ထွက်တယ်ဆိုရင်အဲ့ဒါအနုဘောရညာမဟုတ်မလျော်ဘူးအဲ့လိုပဲခန္ဓာ၅ပါးကိုပြောတဲ့နေရာမှာသစ္စာ၄ပါးကိုပြောတဲ့နေရာမှာဒါအ ਨੇ ဆုံးကိင္ကနံကိုပြောတာနော်သစ္စာ၄ပါးကိုပြောရင်သမုဒိယသစ္စာဒုက္ခသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာမှားတယ်မဟုတ်ဘူးဒုက္ခသစ္စာပြီးမှသမုဒိယသစ္စာနိရောဓသစ္စာပြီးမှမဂ္ဂသစ္စာ ဒုက္ခသစ္စာကိုအရင်ပြရတယ်ပြီးတော့ဖြစ်ကြောင်းဆိုတဲ့သမှုရိယကိုပြရတယ်။နိရောဓဆိုတဲ့နိဗ္ဗာန်ကိုပြရတယ်။ကျင့်ကြောင်းဆိုတဲ့မဂ္ဂကိုပြရတယ်။ဖရာဒီအစဉ်တိုင်းဟောတာရင်ဒီစဉ်အဲ့ဒါကိုသိကြရမလို့ဘူးဆိုရင်အဲ့ဒါမူလွတ်ပေါင်ကျော်ပဲ။ဒါသူတို့အာထုံနေလဲမတ္တုဖို့တူတူပဲဖြစ်မှာ။နောက်ပြီးတော့ပရိဝေဒဉာဏ်ဆိုတာကနိဗ္ဗာန်ကိုနော်မျက်မှောက်ပြုတဲ့ဉာဏ်ပဲ။အဲ့ဒါကိုပြီးစော့မိုင်းစိတ်ချမ်းသာမှုဆိုပြီးတော့သူတို့သိနေတဲ့စိတ်ချမ်းသာမှုကဒီဘက်မှာပဲရှိတယ်။ဝိရိဒ္ဓဒုက္ခပဲ။ဟောအတန်တိဒုက္ခပဲ။မရဘူးအကြောင်းအနုဘောဓမမှန်ရင်ဒီဘက်ကလည်းမမှန်ဘူးပေါ့နော်အဲ့ဒါတတိယချက်ပေါ့ နောက်သရုတ်ထချက်ကတော့ဟိုဘယ်လိုခေါ်မလဲဆက်လွယ်လွယ်ပြောပါဆိုဝိပဿနာအထုတ်ရင်အတိတ်ဘဝတွေပြန်မြင်တယ်လို့ပြောတယ်သမထနဲ့ဝိပဿနာမကွဲတဲ့ဟာမျိုးအဲ့ဒါမူလပေါင်းကျော်နောက်ဆုံးတစ်ချက်ကျွန်တော်ပြောမယ်သောတပန်ဆိုတာသောတဆိုတာနာပန်ဆိုတာနားထောင်တာနားဆင်တာတရားနာပြီးရင်သောတပန်ဖြစ်တယ်လို့ပြောတဲ့ဟာတွေအဲ့ဒါမူလပေါင်းကျော်ပေါက်တက်ကြရစကားတွေအဲ့ကြောင့်ကျွန်တော်သာသနာပြုခီးမှာတွေ့ကြုံရတဲ့အကြောင်းအရာတွေကိုမူတည်ပြီးတော့ကျွန်တော် post လုပ်တင်တာပါအဲ့ဒီမှာမူလပေါင်းကျော်မဖြစ်စေရည် အတူပြီးဆက်ရပါတယ်ဆိုတဲ့အကြောင်းပါတယ်ပေါ့နော်အဲ့တော့အနည်း conclusion ဆက်ပြီးချုပ်ပြီးချုပ်မယ်ဆိုရင်နံပါတ်1မက်ကင်ရှစ်ပါမူပေါင်းကမလွတ်เสียရမာသတိပဋ္ဌာနာသုတ်တော်ရဲ့ဩဇာရေးကနေရုံမထွက်ရမက်ကင်ရှစ်ပါကလည်းမူပေါင်းကလည်းထွက်ရင်ဗုဒ္ဓရဲ့တရားစစ်တရားမှမဟုတ်ဘူးတတိပဋ္ဌာန်ရဲ့ဩဇာရေးကနေပြီးတော့ရုံထွက်သွားတယ်ဆိုရင်တတ္ထမသူတော်ကောင်းတရားမဟုတ်ဘူးအဲ့ဒါကြောင့်မူလွတ်ပေါင်းကျော်ဆိုတာအဲ့လိုတွေမဖြစ်ရအောင်ပြီးတော့ ဆရာနီးလဲကြကြဆာနီးလဲရရပေါ့ဆရာနီးကြကြဆိုတာဗုဒ္ဓပဲတတ်တာဆိုတာသဇတိဘဝမလို့ကြဆရာနီးလဲကြမယ်ဆာနီးလဲရဆိုတာပိဋကတ်သုံးပုံအဲ့ဒီစေတနာနီးနဲ့လည်းမလွတ်ရဘူးဆရာနီးလဲကြရမယ်ဗုဒ္ဓဘာသာဖြစ်တဲ့အားလို့ဆိုတာကျွန်တော်တို့ရဲ့ဘဝကိုဗုဒ္ဓဓမ္မနဲ့ပဲရှင်ဆက်ပြီးတော့နော်တတ်မတတ်ဆင်းမဆင်းရင်မရင်လှမလှကောင်းမှုအားရစရာကောင်းမကောင်းကိုဒါအသိဉာဏ်ဆောင်နဲ့ပဲကျွန်တော်တို့ရှင်းနေသွားမယ်ရှင်းနေတဲ့အခါမှာသီလသမာဓိပညာရှိတယ်အဲ့ဒီသီလသမာဓိပညာနဲ့မူကနေပြီးတော့လွတ်သွားရင်ဒါမူလွတ်ပေါင်ကျော်တာပဲ။ အဲ့လိုလွတ်တဲ့ပုံစံတွေရှိတယ်။ဘာလဲဆိုတော့ကျွန်တော်တခုပြောမယ်သူတို့ရဲ့အယူဆတခုပြောမယ်။တီလာတို့တမာတိတို့ဖြည့်စရာမလိုဘူးတဲ့။ဉာဏ်ပညာရှိရင်သိနေပြီးရဲဆိုတာအဲ့ဒါမူလွတ်ပေါင်းကြတဲ့ကားပဲ။အဲ့ဒါကျွန်တော်တို့ဗုဒ္ဓထေရဝါဒဗုဒ္ဓဘာသာစီစဉ်မှာဒီစကားပဲတော့မှမပြောပါဘူး။တီလာနဲ့တမာတိကိုလွတ်လို့မရဘူးကြော်လို့မရဘူး။ကျွန်တော်တခုပြောမယ်ဥပမာတီလာသည်ကာမဒုက္ခဏိကနုယောဂကိုရှောင်ကျင်တယ်ဒါအစွန်းနှစ်ပါးမှာရှောင်လဲတစ်ဖက်ကအစွန်းကိုရှောင်တယ်ပြီးတော့ အပယ်လေးပါးကလွတ်မြောက်စေတယ်။ပြီးတဲ့အခါဝိက္ခမဏပဟအပြင်ကိလေသာတွေကိုပယ်တတ်တယ်။ဝိတိတ်ကမကိလေသာဆိုတဲ့ထကြတောင်းကျမ်းမှုရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ပြစရတရားကိုသုတ်တင်တယ်။အဲ့ဒါကိုတရားကိုမလိုဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေတာမူလွတ်ပေါင်ကြောပဲ။နောက်သမာဓိရှိတယ်။သမာဓိဒီခုနအတိုင်း၅ချက်ထိုးပြီးပြော။သမာဓိဒီအတ္တကိလမထာနိယောဂဆိုတဲ့လမ်းစဉ်ကိုဖယ်တယ်။ခုနကတရားကကာမတုခံလေးကနိယောဂ။နောက်ပြီးတော့သမာဓိဒီကာမစိတ်ကာမဘုံကိုလွတ်မြောက်စေတယ်။ လွန်ကျူးမှုအဲ sorry ဝိက္ခမဏပဟံအပြင်ကိလေသာကိုပယ်သတ်တယ်စိတ်တဲထကြတောင်းချမ်းတယ်လို့ဆိုတော့ပရိယုဌာဏကိလေသာရဲ့ဆန့်ကျင်မဲ့ဖြစ်တယ်တဏှာတိဟူသောအငြိကြီးကိုတုတ်တယ်အဲ့တော့တိရဏသမာတိကိုလွတ်တယ်လို့ပြောရင်မလိုဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကဒါမူလွတ်ပုံကြော်သွားတာပဲဒါနံပါတ်၁ချက်ပေါ့နော်အဲ့တော့တိရဏမလိုဘူးလို့ပြောတဲ့အခါမျိုးဟာဘယ်လိုအခါမျိုးမှာရှိကြလဲလို့ဆိုရင်တော့ဒါစကားမကြံအောင်ပြောတာပါဟိုယူမှန်အောင်လို့ ်မြတ်စွာဘုရားရှင်ကသူ့ရဲ့ဝိနည်းရလည်းဖြစ်တယ်ချွတ်တိုက်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီပုဂ္ဂိုလ်ကပစ္စည်းမှဘဝိကလည်းဖြစ်တယ်ဒီဘဝကသူ့ရဲ့နောက်ဆုံးဘဝပေါ့အဲ့ဒီလိုပုဂ္ဂိုလ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်သီလဆင်ကျင်မှုမဆင်ကျင်မှုကိုဘုရားကမကြည့်ဘူးဒါချွင်းချက်ဘာကြည့်လဲဆိုသူ့အိန္ဒြေကိုကြည့်တယ်အိန္ဒြေအနုယင်သူကသူဓာပဲကင်လာလားလူပဲတက်လာလားအမေတို့ဓာနဲ့ပဲအင်္ဂုတိမာလာတို့လိုက်လိုက်ပေါ့ဗျာတန်ဇတိအမတ်တို့အရက်တောက်နေတဲ့ကောင်မဖြစ်တီရအောင်မကြည့်ဘူးသူအင်္ဂရီကိုကြည့်တယ်သူပစ္စည်းမဘူးကသူချိုးရမဲ့ပုံကိုယ်စင်ဒါကချွန်းချက်ပေါ့ဒါပေမဲ့အင်္ဂရီကြည့်တယ်ဆိုတဲ့အထက်မှာတမာတိပါတယ် ်အင်းဒီ၅ပါးမှာတမာဒိန်ဂျရီဆိုတာပါတယ်လွတ်လို့ကိုမရအောင်သီလစီသူပြောဟောနေတဲ့တရားနာနေတဲ့အချိန်မှာမင်းသီလစီဟိုလုံခြုံပြီးဖြစ်တယ်အဲ့ဒီသီလကိုယူလိုက်တယ်ဒါကပါလဲဆိုအတိတ်ရဲ့ဘုံကံဟိုပါရမီအရာကိုဒီသီလအထူးမလိုတာပြောတာပါနော်အဲ့တော့ဥပမာတစ်ခုပြောရင်ရာဟုလားမြတ်စွာဘုရားရှင်ရဲ့သားတော်ရာဟုလားအဖေကဖေဟာအနန္ဒာဦးလေးဥပ္ပဇေဆရာကအရှင်သာရိပုတ္တရာစံချတဲ့ ကတုံးရိုက်တယ်သင်္ကန်းပေးတယ်တရဏဂုံပေးတယ်ဆိုပပိစဆရာအရှင်မမောက်ကရံသိခိယတွေဘလို့ကျင့်ရတဲ့နေရာတော့ဩဝါဒပေးတာအရှင်မကသပနည်းနည်းဒိဋ္ဌိကျေကြီးနော်ငါငါဦးရဲ့တမဏိဖြစ်တာနောက်မြတ်စွာဘုရားရှင်ရဲ့တပည့်သားတော်ကဖြစ်တဲ့ဟိုပါပေါ့အရှင်တမဏိဖြစ်နေတာကဲရာဟုလာကဲလာတော့ရထတဘူယူလို့ပေးလို့မရဘူးသူမသီလာလည်းပြည့်စုံတယ်သမာဓိပြည့်စုံဖို့အတွက်အင်္ဒြေအရင်ကိုဆောင်ရတယ်။မြတ်စွာဘုရားရှင်ကိုနိုင်ဟောဒါသားတော့နော်။အဲ့ဒီတော့ ုနလိုအလွယ်တကူပေးလို့မရလို့ရာဟုလာလီကဆုံးခတ်တဲ့အခါတော့ရှိတယ်အမတန်ကြင်အားထုတ်ပါတယ်အချိန်မီအချိန်မီရာဟုလာလီကသူဖေဖြစ်တဲ့ရသဘုရားရှင်ကိုကမ္မထံကိုရဲဝံ့ဝင်တောင်းတယ်ဘုရားရှင်ကလည်းပေးတယ်အဲ့တော့ဟောခဲ့တဲ့ထဲမှာပြန်ကြည့်ရင်တာမဏေရပညာနဲ့ခုနှစ်နှစ်ရွယ်မှာတာမဏေလုပ်တယ်အဲ့ဒီမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်သီလတွေနဲ့ပတ်သက်ပြီးပြောတယ်အမတ်လက်ထိကရာဟုလောဝါဒသုတ်တန်တို့အဘိနရာဟုလောဝါဒသုတ်တန်တို့ရာဟုလတန်ယုတ်တို့မဟာရာဟုလောဝါဒသုတ်တန်တို့ဆိုတာယုံနဲ့ဓမ္မအကြောင်းလေးကိုကြိုပြီးတော့မြတ်စွာဘုရားရှင်တွေးစီကြိုးစီနဲ့ဟောတာပေးရတယ် နော်နောက်တစ်ခါကျတော့အင်္ဒြေရင့်ဖို့အတွက်ဒီမုတ်ဒီပရိပါစနီယတရားပြည့်ဖို့အတွက်အဲ့ဒါရာဟုလာ9နှစ်နေပြီးတော့ဘယ်ရောက်သွားတယ်မှန်းတော့အသက်ပြည့်လို့20ပြည့်လို့ပစင်းပေါင်တက်တယ်တက်တော့ဝါမရခင်လေးမှာကြာမှာပရိပါစနီယတရားဆိုတဲ့အင်္ဒြေရင့်ကျက်လာလို့မြတ်စွာဘုရားရှင်ကအဲ့မှာဆူလာရာဟုလောကဝါဒသုတ်တံဟောရတယ်အဲ့တော့ဒီလိုအနုံစားခြုံချလူတွေမပြောနဲ့ဒီလိုဆရာကောင်းတဲ့ တပည့်ဖြစ်နေတဲ့ငါးဦးရဲ့ထားကောင်းတပည့်ဖြစ်နေတဲ့ပုံကိုယ်တော်မှာဒီလိုသီလသမာဓိပညာကိုဖြည့်ဆည်းရပါတယ်။အဲ့ဒါကိုမဟုတ်ဘဲနဲ့သီလမလိုဘူးသမာဓိမလိုဘူးဆိုရင်ခုနကျွန်တော်ပြောတဲ့မူလပေါင်းကျော်ပဲနော်။နောက်ဒုတိယအချက်ပင်မမအထုတ်စရာမလိုပါဘူးလို့ပြောတဲ့အားတွေရှိတယ်။တရားစခန်းတွေရိတ်တာတွေမဟုတ်ဘူး။ဩဂတိတင်ညူဝိပ္ပစီတင်ညူနေရဗရပရမဆိုပုံကိုယ်တွေရှိ။ဩဂတိတင်ညူပုံကိုယ်တို့ဝိပ္ပစီတင်ညူပုံကိုယ်တို့ဒီသားလေ။ဒါလို့တိကျတရားအထုတ်စရာမလိုတာ။ဩဂတိတဆိုတာ အကျဉ်းမြတ်ဖြစ်သောတရားကိုညူသိတတ်သောပုဂ္ဂိုလ်ဝိပ္ပစိတဆိုတာကတဖြည်းဖြည်းချင်းသာလေသူကတော့တရားကိုအစာလေးပြောလိုက်ရတယ်သိသွားတာဥပဒိတင်ဝိပ္ပစိတဆိုတာကတရားကိုအကျဉ်းဟောတဲ့ခါမှာသိသွားတာသွားအထုတ်စရာမလိုနားကတရားနာပြီးဉာဏ်ခန္ဓာလဲ့တယ်လို့ပါလို့မဟုတ်စရာတော့ဖျားကြီးပြောတာအဲ့ဒီလိုပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မှာအပအဲ့ဒီပုဂ္ဂိုလ်ကြီးကမြတ်စွာဘုရားရှင်သတ္တတော်ထင်ရှားရှိတဲ့အချိန်မှာပဲထင်ရှားရှိ ဲ့ဒီနောက်ပိုင်းမှာအခုကျွန်တော်တို့ဒီဘက်ခစ်နောက်ပိုင်းတွေဟာနေရပုံကနဲ့ဗရပရမပဲရှိအဲ့ဒီပုံကတွေဟာအကျဉ်ဟောလည်းမရဘူးအကျဉ်ဟောလည်းမရဘူးနားထောင်တဲ့ပုံကလည်းမဖြစ်ဘူးဟောနေတဲ့ပလင်မော်ကပုံကလည်းမဖြစ်ဘူးတီးကြအားထုတ်ပြီးအချိန်ယူပြီးလှုပ်တော့မှခொနှစ်နှစ်ခொနှစ်ရက်ခொနှစ်လအားလုံးမိမိကလည်းအားထုတ်နိုင်မှာမှတရားဆရာလည်းမှန်ပါမှဆရာကောင်းနဲ့လည်းတွေ့ပါမှအကျိုးဖြစ်မြောက်တဲ့ဟာပေါ့နော်ဒါကြောင့်တပင်တပင်အားထုတ်စရာမလိုပါဘူးဆိုတော့လည်းမူလို့ပေါင်ကြော်